Welcome to Gucci Tennis တခိတခါကဘီယန်ကွန်းရဲ့မြေအောက်မြို့တော်လို့တင်စားခေါ်ဝေါ်တဲ့ဒီမြေအောက်နိုင်ငံတွေဟာယခုအခါဘီယန်နာနိုင်ငံဟိုချီမင်းမြို့အနီးမှာတည်ရှိပါတယ်ဒီမြေအောက်နိုင်ငံတွေဟာတေချာမသိရင်တော့တာမန်လို့ထင်ရပေမဲ့တကယ်တမ်းတော့1960နှစ်တွေဝန်းကျင်ကဘီယန်နာစစ်ပွဲအတွင်းတောင်ဘီယန်နာမှာရှိတဲ့မြို့ကြီးမြို့ငယ်တွေကို တပြိုင်နက်သေးတော်လန်တိုက်ခိုက်ဖို့အမိပေးထားတဲ့တပ်ထိုးစစ်အတွင်မှာမြောက်ပိုင်းဘီယံကွန်စစ်သားတွေအုံပြုခဲ့တဲ့မြေအောက်ကွန်ရက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီတိုက်ခိုက်ရေးကာလတွေမှာစစ်အင်အားတာလုံပြည်စုံနဲ့အမေရိကန်စစ်တပ်နဲ့တောင်ဘီယန်နန်တပ်တွေရဲ့ဝေဟင်ပုံတန်မှုကိုရှောင်လို့နဲ့သူတို့ကိုပျောက်ကြားနေတဲ့ပြန်နေတိုက်ခိုက်ဖို့အပြင်ပုံကိုနေထိုင်ဖို့နေရာတွေအဖြစ်နဲ့ရောဆက်သွယ်ရေးနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေအဖြစ်ရော စေကုတရာနေရာတွေအစားအစာနဲ့လက်လက်သူနောင်ရာနေရာတွေအဖြစ်နဲ့ပါမြေအောင်မြို့တပွဲဒီဥမေနိုင်ငံတွေကိုအသုံးပြုခဲ့ကြပါပါဘီယန်ကွန်းစစ်တီတွေဟာဒီဥမေနိုင်ငံတွေကိုပေါ်ပါနက်နက်အသုံးပြုနိုင်မှုကြောင့်ပါအမေရိကန်တပ်တွေနဲ့တောင်ဘီယန်နန်တပ်တွေကိုကြီးရှည်ခုခံတုံ့နိုင်နိုင်ခဲ့တာပါဒီဥမေတွေရဲ့အကာအကွယ်တွေတော့မရှိရင်ဒီမြောက်ဘီယန်ကွန်းစစ်တီတွေရဲ့ဘဝဟာလုံးဝမတွေးဝင်စေရပါဘူး ဗီယန်ကွန်စစ်တီတွေဟာ1940နောက်ပိုင်းပြင်သစ်ကိုလိုနီတွေကိုတော်လန်ချိန်ကနေစလို့ဆိုင်းကုံမျိုးပြင်ကတော်ရင်းမြောက်တွေကနေဒီဥမင်တွေကိုစတင်သူ့ဖော်ခဲ့ကြတာပါမိုးဒင်ဘက်မြေသားပြော့တဲ့အချိန်မှာတကြိမ်တူးနိုင်တဲ့ပမာဏကစလို့ပေါ့သူခေါ်ပြချိန်ချင်းစားတဲ့ရိုးရှင်းတဲ့ကိရိယာတွေကိုသာအသုံးပြုပြီးတော့လက်အားနဲ့သာတူးဖို့ခဲ့ကြတာပါ 1960ပြည်နှစ်တွေမှာ BN နိုင်ငံအတွင်းအမေရိကန်တပ်တွေစစ်အင်အားတိုးချဲ့လာတာနဲ့အမျှ BN ကွန်စစ်တီတွေဟာလည်းဒီကူချီခိုင်မှာရှိတဲ့ဥမင်လိုင်းတော်စနစ်ကိုဆိုင်းကုံမြို့ပြင်မှာနေကမ္ဘောဒီးယားနယ်စပ်အထိကီလိုမီတာ150ခန့်အကွာအဝေးရှိတဲ့ BN ကွန်ထောက်ပံ့ရေးစခန်းတွေအထိချိတ်ဆက်တူဖော်ခဲ့ကြတာပါဒီဥမင်တွေဟာအနည်း3ပေကနေ4ပေဝင်းချင်တဲ့ အခြေ2ပေကနေ3ပေဝင်ခြင်းတော့ကရှိပါတယ်ပုံမှန်ခန္ဓာကိုယ်ထွားချိန်ရတဲ့အမေရိကန်စစ်သားတွေဘလို့မှမဝင်နိုင်တဲ့ကျင်းလောင်လာတဲ့ဝင်ပေါက်လေးတွေပါခန္ဓာကိုယ်တင်းငယ်ပေါ်ပါလာတဲ့ပြင်ကွန်းစစ်တွေတွေအတွက်တော့ဒီဥမင်နိုင်ကောင်းတွေဟာသူတို့ရဲ့ကဘာလို့ပါပဲဒီဥမင်နိုင်ကောင်းတွေထဲမှာကျန်သူတွေမရိပ်မိအောင်ဓမင်းဟင်းတွေချက်ကြတယ်ကြီးတွေရှာရတယ်တွေးဆုံအစီဝေးပွဲတွေလုပ်ကြတယ် အလင်းရောင်အတွက်စပိန်နင်းပြီးတော့ချင်းနေတာအဖြစ်ပြည့်စစ်မီတွေကြောင့်လုပ်ပြီးတော့စီကူတာဆောင်တွေအလားယူဖို့အိတ်ဆောင်တွေနဲ့လက်လက်ထုတ်လုပ်တဲ့နေရာတွေမှာအသုံးပြုကြပါလေဥဝင်တွေဒူဖော်ထားတဲ့ပုံတန်နေရာနဲ့အတဲမဟုတ်ပဲပုံတန်နေခံနိုင်အောင်အကွေအတော့လမ်းတွေလို့ဝတ်တကားငယ်များစွာနဲ့တည်ဆောက်ထားပါလေဒီအန်ကွန်စစ်တီတွေမှာအငဲဒီမြောက်ဥဝင်တွေထဲမှာပဲနေထိုင်ကြပါ အဲ့ဒါကတော့စိတ်ဝင်စားဖို့အချက်ပါအငဲအဲ့ဒီလိုမြေအောက်ထဲမှာနေထိုင်နေကြတာတော့လည်းမဟုတ်ကြပါဘူးဥပမာလိုင်ကောင်းတဲ့အတွင်းကဘီယန်ဖော်စစ်တီတောင်နေဘက်မှာဂျက်လူတွေကိုဒီဇိုင်းကောင်းတွေတဲ့ကိုရောက်အောင်အကြောင်းပြပြီးတော့များခေါ်တန်းခိုက်တာလေမြေပြင်မှာလည်းတုတ်ဘတ်ထောင်ချောက်ကိုဖြစ်တဲ့လက်ပြပုံကြီးချပါလေဝါချွန်ထောင်ချောက်ကိုအစစ်ရှိတဲ့တင်းမင်းကောက်ကိုမွေတွေနဲ့ထောင်ချောက်ဆင်ပြီးတော့အိုက်ခိုက်တာလို့လို့ဆောင်ကြပါလေ မြဘက်ရောက်ပြီဆိုတာနဲ့မြေပြင်ပေါ်ကိုထွက်ပြီးတော့အစားအစာရှောင်တွေ့ကြတယ်။မိမိတို့ရဲ့မူလနေအိမ်တွေကိုပြန်ဝင်ပြီးတော့တလိဆန်ရဲ့အတွက်အစာကြေးတာတွေစသဖြင့်သူတို့ရဲ့ပုံမှန်နေဘက်မှာလုပ်တဲ့လုပ်ငန်းဆောင်တာတွေကိုကျန်သူတွေမရိပ်မိအောင်မြဘက်မှာလှုပ်ဆောင်ကြတာပါ။ဥမင်ဝင်ပေါက်တွေကိုလည်းရန်သူတွေတတိမထားမိတဲ့ဆုံမုတ်တွေကြားတယ်။ ချောင်းတွေကတဆင့်ဖြတ်ဝင်ရတဲ့နေရာတွေဒိဋ္ဌိဆန်ချံရဲ့အောက်မှာစတဲ့ဖြင့်ပြုလုပ်ထားကြတယ်။အမေရိကန်တပ်တွေကခွေးတွေကိုတုံးပြီးတော့ရှာတဲ့အခါမှာလည်းဒိဋ္ဌိဆန်ချံတွေရဲ့မကောင်းတဲ့အလန့်တပ်တွေကြောင့်ဝင်ပေါက်တွေကိုပေါ်ယုံနဲ့တတိမပြုမိကြပါဘူး။အထင်လာတဲ့အမေရိကန်စစ်တပ်ဟောင်းလည်းဥမေနိုင်အောင်ကျွမ်းလို့ခေါ်တဲ့ခန္ဓာကိုယ်တင်းငယ်ပေါ်ပါလာတဲ့သူတို့ရဲ့အမေရိကန်စစ်သားတွေကိုလေ့ကျင့်စေပြီးတော့ ဒီဥက္ကဋ္ဌအတွင်းကထောင်ချုပ်ပြီနဲ့ PN ကွန်စစ်တီတွေရဲ့လုံဆောင်ချက်တွေကိုထောက်လန်းစေခဲ့ပါတယ်။သို့ပေမဲ့လည်းဤပရိယေကျေဝါလာတဲ့ PN ကွန်စစ်တီတွေကိုမရှင်နိုင်မဲနဲ့ဒီဥက္ကဋ္ဌတွေထဲမှာပဲအသက်ပျောက်ကြရတာများပါတယ်။တစ်ဖက်မှာလည်းရန်သူတွေကိုတိုက်ခိုက်ဖို့ကဒီဥက္ကဋ္ဌတွေမှာနေကြရတဲ့ PN ကွန်စစ်တီတွေရဲ့ဒုက္ခတွေကလည်းမသေးလာပါဘူး။အစာရေစာနေပါမှုရှင်လီနေပါမှုတန်ကိုခံကြရပါတယ်။ ဒါအပြင်နေအောင်မှာဖြစ်တဲ့အတွက်ပြည့်ရစိတ်တွေကျွတ်တွေပင့်မှုတွေစတဲ့တွင်အောင်သတ္တဝါတွေပါရှိနေတာကြောင့်ရှားရံမှုတွေနဲ့ဝမ်းယောဂပြီးငပ်ချာယောဂတွေပါကျုပ်တွေ့ခဲ့ရပါတယ်ဒီဥမင်မိုင်ကောင်းမှုတွေသူ့ပေါ်ရင်းနဲ့များသောသောပြန်ပေါ်စစ်တီတွေရဲ့အသက်တွေနဲ့ပြီးခဲ့ရပါတယ်ဘလူးဘေးဖြစ်နေပါသေး1953ခုနှစ်အမေရိကန်တွေပြန်နေပြီးတော့တတ်ဆုပ်သွားတဲ့အထိဒီဥမိန်တွေဟာ DNA စစ်ပွဲအတွင်း အမေရိကန်တပ်တွေကိုတိုက်ခိုက်ရမှာအရေးပါတဲ့အခမ်းအခံပါဝင်ခဲ့ပါတယ်။ယခုအခါမှာတော့ဒီကူချီမြေအောက်ဥမြင်နိုင်ငံကြီးဟာအိုချီမင်းမြို့အနီးမှာရှိတဲ့ BNN စစ်ပွဲအထိတ်မှန်ပန်းချိန်ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ထိန်းသိမ်းထားပြီးတော့ဒီမြေအောက်ဥမြင်မြို့ကြောင့်ပဲကဘာလက်ခရီးသွားတွေရဲ့စိတ်ဝင်စားမှုကိုအများပြားခံနေရပါတယ်။မိတ်ဆွေတို့လည်းခွင့်ကြုံလို့ရှိရင်သွားရောက်ပြီးတော့လေ့လာဖို့အကြံပြုပါတယ်ခင်ဗျာ။ အားလုံးဘ ഹു တုဒရစေဖို့အတွက်ဒီကုချီဥမြင်နိုင်ကောင်းတွေအကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ